ကြာနေရတယ်ဆိုတာဒိုင်ရီရတော့ပဲအများစုကထင်ကြတယ်ဟုတ်ဒါပေမဲ့အဲ့ဒါထက်အများကြီးပိုပါလေတကယ်တော့လေကို့ဘဝတစ်ခုလုံးကိုပုံဖော်ဒီဇိုင်းဆွဲနိုင်တဲ့အစွမ်းထက်ကိရိယာတစ်ခုဖြစ်နေတယ်ဆိုရင်ကောကဲဒီနေ့မှအဲ့ဒီအကြောင်းကိုပဲအတူတူလေ့လာကြည့်ကြအောင်အာလီအဗ်ဒါကိုသိကြမှာပါ तू ကဘာပြောခဲ့တယ်ဆိုတော့ကျွန်တော်ဘဝကိုအပြောင်းလဲဆုံးဖြေစေခဲ့တဲ့အလေးချင်းတစ်ခုတည်းကိုပဲပြောမယ်ဆိုရင်အဲ့ဒါကဂျာနီကြီးတာပါပဲတဲ့ဟုတ် တော်တော်လေးကိုပြင်းထန်တဲ့စကားတခုနော်ဒီလောက်ရိုးရှင်းတဲ့အလေးချင်းတခုကဘဝကိုတော့ပြောင်းလဲနိုင်တယ်ဆိုတော့သူ့ရဲ့စွာအောက်ကဘလော့ထိရှိမလဲဆိုတော့ကြည့်အောင်လေကဲဒီနေ့မှဘာတွေပြောကြမလဲဆိုတော့ပရမဆုံးဂျာနေရေဒါကဘာလို့ဘဝတွေကိုပြောင်းလဲစေနိုင်တာလဲဆိုတဲ့အကြောင်းရင်းကိုကြည့်မယ်ပြင်းအဆင့်၃ဆင့်ကိုတဆင့်ချင်းသွားကြမယ်အဆင့်၁ကနေ့ရှင်မှတ်တမ်းအဆင့်၂ကစစ်ခန်းစားမှုလမ်းညွန်ပြီးတော့အဆင့်၃ကဘဝပိသုကနောက်ဆုံးမှာတော့ဒါတွေကိုဘောပဲ့နဲ့စာရွက်ပေါ်ဘလို့လက်တွေချရဲမလဲဆိုတာနဲ့ အဆုံးသတ်ကြပါမယ်။ဟုတ်ပြီအပိုင်းထက်ကိုဆက်လိုက်အောင်။ဂျာနယ်ရေးတာကဘဝတွေကိုဘာလို့ပြောင်းလဲစေနိုင်တာလဲ။တကယ်တော့လေဒါကဒိုင်အရီရေးတာထက်အများကြီးပိုပါတယ်။ဒါကိုကိုယ့်ဘဝရဲ့ control panel တစ်ခုလိုတောင်ပြောင်းလို့ရတယ်။ဒီလိုလေးတစ်ချက်လောက်စဉ်းစားကြည့်အောင်။ကိုယ့်ဘဝရဲ့ဥဒိယလမ်းကြောင်းတစ်ခုလုံးကို အရာတစ်ခုတည်းကိုပဲပြောင်းလဲလိုက်ရုံနဲ့လွှမ်းမိုးနိုင်မယ်ဆိုရင်ကိုစိတ်ဝင်စားစရာမကောင်းဘူးလား။အဲ့အရာတစ်ခုကဘာလဲဆိုတာ အခုလာမယ့်ရာလကွင်းဆက်မှာအဖြစ်ရှိပါတယ်။ဒီရာလကွင်းဆက်ကတကယ်တော့အရာရှိပါတယ်။ကျွန်တော်ဘဝမှာဖြစ်တဲ့မြတ်ရာလအားလုံးကဒီအဆင့်တည်းအတိုင်းပဲသွားတာ။အစအဆုံးကအတွင်းနဲ့ခန်းစားချက်တွေနဲ့စတယ်။အဲ့ဒီကနေဆုံးဖြတ်ချက်တွေကျလာတယ်။အဲ့ဒီဆုံးဖြတ်ချက်တွေကလှုပ်ဆောင်ချက်တွေကိုမောင်းနေတယ်။ပြီးတော့အဲ့ဒီလှုပ်ဆောင်ချက်တွေကပဲနောက်ဆုံးမှကျွန်တော်တို့ရဲ့ဘဝရလက်တွေကိုဖန်တီးလိုက်တာပါပဲ။အဲဒီနေရာမှာပဲဂျာနယ်ရေးချင်းကအဓိကဇက်ကောင်ထစ်လာတာပါ။ဘာလို့လဲဆိုတော့ ဂျာနေရဲတဲ့ဆရာကဒီကွင်းဆက်ကြီးတစ်ခုလုံးရဲ့အစအိမကအရေးကြီးတဲ့အစကေမင်းတစ်တွဲနဲ့ခန်းစားချက်တွေကိုနားလဲဖို့နဲ့လော့မှုပြောင်းလဲဖို့အကောင်းဆုံးနည်းလမ်းထင်နေလို့ပါပဲကဲအစစ်တစ်ကို ရောက်လာပါပြီနေ့စဉ်မှာတန်းဒါကတော့ဂျာနေရဲတဲ့ခရီးကိုစတင်ဖို့ရှင်းဆုံးနဲ့အလွယ်ဆုံးနည်းလမ်းပါပဲဘာမှအများကြီးစဉ်းစားနေစရာမလိုဘူးရိုးရိုးရှင်းရှင်းလေးပါပဲဒီမှာကပ္ပကျော်ပုံပြောသူမက်သျူဒစ်ရဲ့နီလန်းကောင်းလေးတစ်ခုရှိတယ်။သူကအဲ့ဒါကိုဘဝအတွက်အင်္ကစာလို့ခေါ်တယ်။ လုတ်ရတာအရန်လွယ်တယ်နေ့တနေ့ဂုံသွားတိုင်းအဲ့ဒီနေ့မှာကိုယ့်အတွက်အမှတ်ကျဖြစ်ဆုံးဒါမှမဟုတ်ပုံမှန်ပြောချင်စရာအကောင်းဆုံးအဖြစ်ဖြစ်တစ်ခုကိုပဲရှားလိုက်ပါပြီးရင်စာကြောင်းတစ်ကြောင်းနဲ့ကြောင်းလောက်နဲ့ခြာရေးထားလိုက်ဒါပါပဲသူကိုယ်တိုင်တောင်းဘာပြန်ပြောလဲဆိုတော့ဒီအင်းစာကိုမလုတ်ခင်ကကျွန်တော်ဘဝမှာဒီလောက်လက်ပါပြီးအရေးပါတဲ့အရာတွေရှိနေမှန်းတော့မသိခဲ့ဘူးတဲ့ဆိုလိုတာကဒီလိုရိုးရှင်းတဲ့အလေအချင်းလေးကဦးနှောက်ကိုလေ့ကျင့်ပေးလိုက်တာနဲ့အတူတူပဲ နေစဉ်ဘဝအထဲမှာအရင်ကတတိမထားမိပဲကြောသွားတတ်တဲ့တေးသင်မောမောအလတရားတွေကိုမြင်တတ်လာစေပါတယ်။ဟုတ်ပြီအစ်စ်နှစ်ကိုတွားကြရအောင်။ဒါကတော့စိတ်ခံစားမှုလမ်းညွန်ပါ။ဒီအစ်စ်မှာတော့ဘာဖြစ်ခဲ့လဲဆိုတာကိုရေးမှန်းယုံတယ်မဟုတ်တော့ဘူး။အဲ့ဒီအပေါ်မှာဘလို့ခံစားရလဲဆိုတာကိုပါနက်နက်နဲနဲစူးစမ်းမှာပါ။ပြို့ဒါကဒီတိုင်းပြောနေတာမဟုတ်ဘူးနော်။တိပ္ပံနေကြသူသေးသနာတွေကပါအခိုင်အမာထောက်ခံထားတာတွေရှိပါတယ်။သူသေးသနာတွေကထောက်ခံထားတဲ့နီလာနှစ်ခုရှိတယ်။ အတကူက expressive writing လို့ခေါ်တယ်။ဒါကကိုယ့်ကိုစိတ်ညစ်စေတယ်၊နာကျင်စေတဲ့အကြောင်းအရာတွေကိုခြာရေးပြီးစိတ်ထဲမှာရှင်းထုတ်လိုက်တာမျိုးပေါ့။နောက်တစ်ခုကတော့လူတော်တော်များများကြားဘူးလို့မဲ့ gratitude journaling ပါ။အဲဒါကတော့ကျေးဇူးတင်စရာတွေကိုအာရုံစိုက်ပြီးရေးတာပါ။ D+25% ဆိုတာကဘာကိုပြောတာလဲဆိုတော့လေ2019က Journal of Happiness Studies မှာပေါ်ပြခဲ့တဲ့လေ့လာမှုတစ်ခုအရကျေးဇူးတင် journal ကို၄ခါပဲရေးကြည့်လာရုံနဲ့ဟုတ်တယ်၄ခါတည်းပါ။ ဒလာအတွင်းမှာပြောရှင်မှုက25%တလာပြီးတော့ပေါင်းတင်ဆက်ဆံရေးတွေပါပိုကောင်းလာတယ်လို့ဆိုပါတယ်။ဒါမဲ့ဒီချက်ပို့ပြီးအံ့ဩစရာကောင်းတယ်ရှိသေးတယ်။နောက်လည်လာမှုတစ်ခုမှာဘာတွေ့လဲဆိုတော့နေ့တိုင်း9မိနစ်ပဲချင်းပေးပြီးကျေးဇူးတင်ကြတယ်ရရှိတာကကိုယ့်ရဲ့လစာ20ဒေါ်လာနဲ့ပျော်ရွှင်မှုအပေါ်မှာတက်ရောက်မှုကအတူတူပဲတဲ့။ခဏလောက်စဉ်းစားကြည့်ပါဦး။လာစာ20ဒေါ်လာနဲ့တူတူပဲတဲ့လေဒီလောက်ရိုးရှင်းတဲ့လေးချင်းလေးတခုကဘယ်လောက်တောင်အစွမ်းထလိုက်လဲကဲအခုတော့ ဂျာနယ်ရင်းချင်းရဲ့အမြင့်ဆုံးနဲ့အစွမ်းအထက်ဆုံးအစဉ်အစဉ်တုံးဘဝပိတုကအစဉ်ကိုရောက်လာပါပြီဒီအစစ်မှာတော့ဂျာနယ်က ဖြစ်ပြီးတာအတိတ်ကိုကံတုံးတတ်ဖို့တော့မဟုတ်တော့ဘူးရှေ့ဆက်ရမယ့်အနာဂတ်ကိုတက်တက်ကြွကြပုံဖော်ဒီဇိုင်းဆွဲဖို့ကိုယ့်ရဲ့ blue print ဖြစ်လာပါပြီဒီအတွက်အတောင်းဝင်တဲ့ legend ကတခုကဘဝဆက်ဝိုင်းပါလောက်ရတာလွဲပါတယ်ကိုဘဝရဲ့အဓိကကန့်တာဒီဥပမာ အလောက်အကိုင်းကျမ်းမာရေးဆက်ဆံဤငွေကြေးစတာတွေကို တစ်ခုချင်းစီအတွက်ကိုဘလောက်ကျေနပ်လဲဆိုတာကိုတစ်ကနေဆယ်အထိအမှတ်ပေးလိုက်ရုံပါပဲ။ဒါဆိုကိုဘဝရဲ့ဘယ်အပိုင်းကအားနည်းနေလဲ၊ဘယ်နေရာမှာဟန်ချက်မညီဖြစ်နေလဲဆိုတာကိုချက်ချင်းပြန်သားသွားစေပါတယ်။ဥပမာပါနော်။ကျမကြီးခန္ဓာမှာ ကိုကိုဆယ်မှတ်မှာသုံးမှတ်ပဲပြီးဟာတယ်ဆိုပါစို့။အဲ့ဒါကိုစိတ်ညစ်နေမှာမဟုတ်ဘူး။ channel ထမ်းမှာကိုကိုဒီလိုမေးခွန်းလေးမေးလိုက်မယ်။ဒီတော့မကနဲ့ငါမဖြစ်တော့အောင်ငါဘာလို့လို့ရမလဲဆယ်မမဟုတ်ဘူးနော်ငါမပဲ ဒီလိုမေးလိုက်တာကလှုပ်ဆောင်နိုင်လောက်တဲ့အဖြေတွေကိုစဉ်းစားမိစေပြီးချက်ချင်းလက်တွေ့လှုပ်ဆောင်ဖို့တောင်းအားပေးပါတယ်။နောက်ထပ်အစွမ်းထက်တဲ့နီလန်တစ်ခုကတော့ Tim Ferriss ကလာပါတယ်။ကြောက်စိတ်တတ်မှတ်ခြင်းလို့ခေါ်တယ်။ဆိုလိုရင်ကကျွန်တော်တို့ကိုနောက်ဆုတ်သွားစေတာကတကယ်ပြဿနာထက်အဲ့ဒီပြဿနာအပေါ်မှာမတဲမကွဲဖြစ်နေတဲ့ကြောက်စိတ်တွေကြောင့်ပါ။ဒီလိချင်းခံကအဲ့ဒီကြောက်စိတ်တွေကိုစာရွက်ပေါ်မှာတိတိကျကျချရေးခိုင်းတယ်။အဲ့ဒီခါကျမှကိုထင်သလောက်ကြောက်စရာမကောင်းပါလားဆိုတာကိုသိလာစေပါတယ်။ ဒီလေချင်းခံရဲ့ရေးကြီးတဲ့မပိုင်းတခုကဘာမှမလုပ်ပဲနေရင်ရတန်ဖိုးကိုစဉ်းစားခိုက်တာပဲဆိုလိုတာကကိုကိုကိုမေးရမှာကငါအခုကြောက်နေလို့ဘာမှမလုပ်ပဲဒီတိုင်းပဲဆက်နေရင်နောက်6လနောက်တက်နေနောက်3နှစ်မှငါဘွားကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုအသေးစိတ်ချရခိုင်းတာပါအဲ့ဒါကရှေ့ဆက်ဖို့အတွက်အကြီးမားလုံးတွန်းအားဖြစ်လာစေတာပါလေနောက်ဆုံးတစ်ခုကတော့ Odyssey အစီအစဉ်မှာဒါခုရဲ့အနာဂတ်9နှစ် target လမ်းကြောင်း3မျိုးကိုစဉ်းစားခိုင်းတာပါ ပထမလမ်းကြောင်းကတော့ လက်ရှိရှောင်းနေတဲ့လမ်းတိုင်းပဲဆက်သွားရင် နောက်၅နှစ်မှာဘဝကဘလို့ဖြစ်နေမလဲဒုတိယလမ်းကြောင်းကတော့အဲ့ဒီပထမလမ်းကြောင်းကရွတ်တရက်ပျောက်သွားတဲ့ဆိုပါစို့ကိုဘလို့လမ်းကြောင်းအသက်ကိုရွေးမလဲပြီးတော့တတိယမြောက်လမ်းကြောင်းဒါကအရေးကြီးဆုံးပဲပိုက်ဆံကလည်းပြဿနာမဟုတ်ဘူးတခြားလူတွေရဲ့ဝေဖန်မှုတွေကိုလည်းလုံးဝဂရုစိုက်စရာမလိုဘူးဆိုရင်နောက်၅နှစ်မှာကိုဘဝကဘလို့ပုံစံဖြစ်နေမလဲ အများအဖြစ်တော့ဒီမိဟုံးကပဲခုတကယ်ဘာလို့ချင်းလဲဆိုတာကိုဖော်ထုတ်ပြတတ်ပါတယ်။ကဲဒီလောက်ဆိုရင်ဂျာနယ်ရေးချင်းရဲ့အစွမ်းထက်တဲ့နီးလိုင်းတွေအများကြီးကိုသိသွားလောက်ပြီပေါ့။ဒါပေမဲ့အရေးကြီးဆုံးအပိုင်းကအခုမှလာမှာပါ။အဲ့ဒါကတော့လက်တွေ့လှုပ်ဆောင်ဖို့ပါပဲ။ဒီအကြောင်းတွေကိုသိနေုံနဲ့ဘာမှဖြစ်မလာပါဘူး။ဘောဘင်းနဲ့စာရွက်ပေါ်ကိုတကယ်ချရေးဖို့လိုပါပဲ။ဒီလိုတင်ဆက်မှုတစ်ခုကိုကြည့်လိုက်တာက သတင်းအချက်အလက်တစ်ခုကိုရှင်းလိုက်တာပဲရှိပါတယ်။ဒါပေမဲ့ channel စာတမျက်နာကိုကိုယ်တိုင်စပြီးရေးလိုက်တာကတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တာပါ။ကိုဘွားကိုဒီအတိုင်းလက်ခံမဲ့သူအဖြစ်ကနေကိုယ်တိုင်တက်ကြွစွာဖန်တီးမဲ့သူအဖြစ်ပြောင်းလဲလိုက်တာပါပဲ။ဘွားဝဲသူကတည်းကအနေနဲ့ခီးကအခုပဲစတင်ပါပဲ။အခုပဲစလိုက်ရပါပဲ။ဒါဆိုရင်ကိုယ့်ရဲ့ channel ထဲမှာပထမဆုံးအနေနဲ့ဖြည့်ကြည့်မဲ့မေဟုံကဘာတယ်မလဲ။